ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှာတပတ်ကြာရေကြီးရေရှမ်းမှုကြောင့်လူ90ကျော်သေဆုံးခဲ့ပါတယ်။အရေးပေါ်ကေဆေးလုပ်ငန်းတွေမှာဒရုန်းတွေဟာအသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။လေကွင်းထဲမှာအလုံးလုံးနေတဲ့လေသမားတူကိုဒရုန်းတစ်စင်းကရေစီးကြောင်းကိုဆန့်ကျင်ပြီးတွားရောက်ကေဆေးပေးခဲ့တဲ့မြင်ကွင်းပါပဲ။ကမ်းဘော်ကဒရုန်းမောင်းသူကကျိုးနဲ့ဆွဲတင်ပြီးသူ့ကိုကုန်းဘော်ကိုဆင်းသက်နိုင်အောင်လှုပ်ပေးနိုင်ခဲ့ပါတယ်။ဒရုန်းတွေဟာ ဗီယက်နမ်ကူညီကယ်ဆယ်ရေးသမားတွေအတွက်အသက်ကယ်ဖို့ဒါမှမဟုတ်အကူအညီပေးဖို့ပို့အဓိကအသုံးပြုနေတဲ့ဤပညာပစ္စည်းတွေကတခုဖြစ်လာခဲ့ပါတယ်။တခြားနေရာတွေမှာတော့ရင်းနှီးသူတွေစီရောက်ရှိဖို့အတွက်ရိုးရှင်းတဲ့အသက်ကယ်ကြိုးတွေနဲ့အသက်ကယ်အင်ဂျီတွေကိုပဲအသုံးပြုရပါတယ်။အိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေဟာရင်းနှီးသူမျောပါသွားတာဒါမှမဟုတ်လုံးဝပျက်စီးသွားတာတွေကြောင့်ဒေသခံတွေချို့ဟာဘာတခုမှမကြံတော့တဲ့အထိဆုံးရှုံးခဲ့ကြပါတယ်။ကျမတောင်းပန်ပါတယ်ဒီနားမှာရက်ပြီးငိုယုံကလွဲလို့ဘာမှမလုပ်တတ်တော့ပါဘူး။ဘာလို့အောင်မှန်းလည်းမသိဘူး။ ကျွန်မပတ်စံတွေအများကြီးစူးစောင်းထားခဲ့တာခုတော့အားလုံးပျောက်သွားပြီဘာမှမကြံတော့ပါဘူးလို့ရေဘေးဒုက္ခသည်တူကပြောပါတယ်အာနာပိုင်ရဲ့အဆိုအရထောင်နဲ့ချီတဲ့ထောက်ပံ့ရေးဝန်ထမ်းတွေဟာရေဘေးဒုက္ခသည်တွေကိုအကူအညီတွေပေးပို့နေကြပြီးအစားအသောက်အဝတ်ထည်နဲ့ရေသန့်ဆေးပြားတွေပါဝင်ပါတယ်ဗီယက်နမ်နိုင်ငံဟာပြီးခဲ့တဲ့လတွေတွင်မုန်တိုင်းနှလုံးဝင်ရောက်တိုက်ခတ်ခဲ့တာပါဝင်ဆိုးရွားတဲ့ရာသီဥတုတံကိုခံစားခဲ့ရပါတယ် ပုံမှန်တော့ဇွန်လနဲ့စက်တင်ဘာလကြားမှာမိုးသီးထန်စွာရွာလေးရှိပေမဲ့လူတွေကြောင့်ဖြစ်ပေါ်တဲ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့်ဒီလိုပြင်းထန်တဲ့ရာသီဥတုတွေကိုမကြာခဏရင်ဆိုင်ရပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်ခင်ဗျာ။